တော်လန်ရေးခရီးတဲ့ပညာသူမဟုတ်အင်ဂျင်နီယာចောင်းသားတဦးရဲ့တော်လန်ရေးခရီးလူမစုံတော့ဘူးတချို့တွေတည်ကုန်ပြီတချို့တွေကထောင်ထဲမှာတချို့တွေကနိုင်ငံရေးရဲ့အကျိုးဆက်ကိုမခံနိုင်တော့လို့မလုပ်ချင်တော့ဘူးလို့ကိုပညာညီးတွားလိုက်ပါတယ်တော်လန်ရေးခရီးကကာလကြာရှိလာတာနဲ့အမျှပို့ပြီးအကြီးတန်းပြီးအထီးကျန်လာပါတယ်ကိုပညာတယောက်တက္ကသိုလ်ចောင်းသားလူငယ်ဘဝတွေကခံစားခဲ့ရတဲ့ပျော်ရွှင်မှုတွေအမတ်တရားတွေအချိန်တွေအသက်တွေက ဘယ်တော့မှပြန်မရနိုင်တော့ပါဘူး၂021အာနာသိမ့်မှုကြီးကြောင့်ဗိဟိနီပညာတက္ကသိုလ်ကပစ္စမနဲ့အင်ဂျင်နီယာတောင်းသားတဦးဟာသူ့ရဲ့အနာဂတ်ကိုဆော့လော့ပြီးတော်လန်ရေးခီးကိုရှောက်လန်းခဲ့ရပါတယ်အင်ဂျင်နီယာဘွဲ့ရဖို့လက်တကန်အလိုအင်ဂျင်နီယာတက္ကသိုလ်ရဲ့နောက်ဆုံးနေ့ရောက်လူလူမှာအာနာရှင်ကိုတော်လန်ဖို့ကြောင်းဆော့ခွာခဲ့တာ ဖြစ်ပါတယ်အနာဂတ်ကိုလောချခဲ့ရတဲ့နေ့၂၀၂၁ခုနှစ်ဖေဖော်ဝါရီတရက်နေ့မှာအာနာသိမ်းတော်မဲ့စစ်တပ်ဟာနိုင်ငံခေါင်းဆောင်တွေ ရွေးကောက်ပွဲအနိုင်ရထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေတာမကចောင်းသားခေါင်းဆောင်တွေလူသိများတဲ့နိုင်ငံရေးလှုပ်ရှားသူတွေဥပါမချန်နနစ်အာယုံမတက်ခင်လိုင်းလံဖန်ဆင်းနေခဲ့ပါတယ်။အဲဒီနေ့မနစ်၃နာရီခွဲလောက်မှကြားရတဲ့တင်းဆိုးကြောင့်ပညာဆိုတဲ့လူငယ်တယောက်ဧကန်မှာခံပြင်းဒေါသစိတ်တွေနဲ့ထိုင်နေပါတယ်။အနာသိမ့်တော့မယ်ဆိုတဲ့တင်းနဲ့တူ2005မျိုးစစ်ចောင်းသားခေါင်းဆောင်တွေဖန်ဆင်းခတ်လိုက်ရတဲ့တင်းကိုကြားလိုက်ရတဲ့အတွက်ကိုပညာစိတ်ထဲမှာမျောလဲခဲ့ရတဲ့အနာဂတ်တွေပျောက်ဆုံးသွားပါတော့တယ်။ တကူလုံးတုံရင်ဘာလို့ရမလဲမသိတော့ဘူးငါတို့နိုင်ငံကနောက်ကြောင်ပြန်လဲလို့မရဘူးဒါမျိုးငါတို့လုံးလို့မရဘူးဆိုပြီးတွေးနေခဲ့တယ်လို့ကိုပညာဆိုပါရဲ့2020ခုနှစ်မတ်လမှာ COVID-19 ဆိုတဲ့ကမ္ဘာကပ်ရောဂါဆိုးကြောင့်မြန်မာတနိုင်ငံလုံးကအကြောင်းကြီးအကုန်ပိတ်ပဲခဲ့ရပြီးကျောင်းသားတွေပညာသင်ယူခွင့်ရပ်ဆိုင်ခဲ့ရပါတယ်2021ရောက်တော့စက်တက်အာနာရှိသစုရဲ့ကောင်းစားရေးအတွက်နိုင်ငံကို6ထဲတော်ချခဲ့ပြန်ပါတယ် ကိုမညာတို့ကြောင်းသားတွေစာမတင်ရပဲတရားမျှတမှုနဲ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်လမ်းပေါ်ထွက်ကြရပြန်ပါတယ်။ကိုမညာဟာလည်းသူခံယူထားတဲ့တရားမျှတမှုနဲ့ဒီမိုကရေစီအတွက်အများနည်းတူလမ်းပေါ်ထွက်ကငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပါတယ်။မနာစတဲ့နေခဲ့ရတဲ့တော်လှန်ရေးခီးချင်းငိုကလေးကကျောင်းသားသမီးကခေါင်းဆောင်တရားဖြစ်တာကြောင့်ကျောင်းသားသမီးကလည်းစုစည်းပြီးရန်ကုန်မြို့စံချောင်းမှာဆန္ဒထုတ်ဖော်ခဲ့ရမှာတပိတ်ခေါင်းဆောင်တရားနေနေလဲကိုမညာပါဝင်ခဲ့ပါသေးတယ်။ အကြမ်းဖက်စစ်တပ်ကငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ပြည်သူတွေကိုတနက်နဲ့ပြစ်ခတ်ချိန်တွေကလည်းတိတ်လူမျိုးပါပြေးခဲ့ရပါသေးတယ်။အသက်မတိတ်လိုက်ရုံလက်မတင်လေးပဲ။ခြံစည်ရိုးတွေကြော်ပြီးခုန်ဆင်းခဲ့ရတာ။ဇောင်းနဲ့ပြေးတာဆိုတော့ခြေောက်တွေကွဲသွားတာလည်းမတိလိုက်ဘူးလို့သူကဆိုပါတယ်။အဲ့ဒီဖြစ်ရဟာဖေဖော်ဝါရီ26ရက်နေ့စန်းချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလက်နက်တွေနဲ့ပြည်သူတွေကိုရိုက်နှက်ဖြိုခွင်းခဲ့တယ်ပါဖြစ်ပါတယ်။ အဲ့လိုအကျန်းဖက်ဖြိုခွင်းမှုတွေကြောင့်ဆန္ဒထုတ်ဖော်မှုတွေကိုကျယ်ပြန့်စွာမလုံဆောင်နိုင်တော့တဲ့အပြင်တပိတ်ခေါင်းဆောင်တွေကလည်းအာဏာသိမ်းစစ်အုပ်စုရဲ့ပြစ်မှတ်ဖြစ်လာပါတော့တယ်။တညမှာတော့စမ်းချောင်းမြို့နယ်ကတိုက်ခိုက်တခုမှာတပိတ်ခေါင်းဆောင်တွေပုန်းရှောင်နေတော့စစ်အုပ်စုကအတင်းအဓမ္မဝေရောက်ဖမ်းဆီးတာအောင်ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ဒါပေမဲ့လည်းတိုက်နယ်ပံမှာပြီးဝေရောက်ရှောက်ဖွေမိတာကြောင့်လොမြောက်သွားခဲ့ရပြီးမြဲတခြားလူငယ်တွေကိုဆဲဆူရိုက်နေကဖမ်းဆီးသွားတာတွေကိုမြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဖြစ်ရဖြစ်ပြီးနောက်တခြားလုံချုံရနေရာတွေမှာပြောင်းရွှေ့နေထိုင်ခဲ့ပြီးမဲ့လည်းအဆင်မပြေတော့တာကြောင့်ရန်ကုန်နဲ့၃နိုင်လောက်ဝေးတဲ့ရွာတရာမှာဇာတိမြုပ်နေထိုင်ခဲ့ပါတယ်။ကိုလာလောက်အကြောင်းမှာတော့အဲ့ဒီရွာရဲ့တရွာကျော်မှာစစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ရွာနီးစပ်ချက်အကုန်လုံးအဲ့စင်းတိုင်ရမယ်ဆိုပြီးစစ်အုပ်စုကကျေးရွာအုပ်ချုပ်ရေးမှုအမိတ်ပေးခိုင်းစေလာပါတယ်။အဲ့စင်းတိုင်ပြီးပြီးချင်း NUG အမျိုးသားညီညွတ်ရေးအစိုးရလူ ရွာထဲမှာရှိနေရဆိုပြီးသတင်းထွက်ပေါ်လာတာကြောင့်ညတွင်ချင်းပါပဲနေရရွှေ့ခဲ့ရပါတယ်နောက်တနေ့မှာပဲသူနေတဲ့အိမ်ကိုအရက်ဝက်တင်နဲ့လာရောက်ဖမ်းဆီးခဲ့ပါတယ်ပြည်တွင်းမှာတိတ်ရှောင်ရတာအဆင်မပြေတော့တာကြောင့်ထိုင်းနယ်ဆက်ကိုရွှေ့ခဲ့ရပါတော့တယ်အဲ့ဒီနောက်တော့သူ့ရဲ့ယုံကြည်ချက်ဖြစ်တဲ့ Federal Democracies နဲ့အတွင်ကုမြောင်းရင်းဆိုင်ရာတရားမျှတမှုနှစ်ပေါင်း80ကျော်ကြာမဖြစ်ရှင်းနိုင်ခဲ့တဲ့လူနည်းစုအခွင့်အရေးတွေကိုလူငယ်တွေကအသိပညာမျှဝေတဲ့လုပ်ငန်းတွေကိုပါကနေ့တိဆက်လက်လုပ်ကိုင်နေပါတယ် အာနာမသိခင်ကစနေတဲ့တော်လန်ခီကိုမညာတက္ကသိုလ်ဝင်နဲ့တက်ရောက်နေတဲ့အချိန်မှာ2015အမျိုးသားပညာရေးတပိတ်ဖြစ်ခဲ့ပါတယ်ဥတိုင်းစိတ်အစိုးရလက်ထက်မြို့သားပညာရေးဥပဒေရေးဆွဲချိန်မှာចောင်းသားတွေရဲ့ပညာရေးတူးမြင့်ဖို့တွေမပါပဲចောင်းသားတွေကိုဖိနှိပ်ဖို့ပဲပါတဲ့အတွက်ပညာရေးတပိတ်ဖြစ်ခဲ့တာပါပညာရေးတပိတ်စစ်ကြောင်းကလက်ပဒံမျိုးကနေချီတက်လာတာမြို့တော်ခမ်းမရှိမှာဆန္ဒပြဖို့အစီအစဉ်ထားကြပါတယ်အဲ့ဒီတပိတ်စစ်ကြောင်းမှာတက္ကသိုလ်ဝန်ထမ်းចောင်းသားတွေပူးပေါင်းဖို့ကြံရွယ်ထားခဲ့ကြပါတယ် တိုးတော်လဲလက်ပဒန်းမျိုးမှာအကျန်းဖက်ဖြိုခွင်းခံခဲ့ရပါတယ်။အဲ့ဒီကလေးကတက္ကသိုလ်ဝင်တဲ့ကျောင်းသားဖြစ်တဲ့ကိုမညာဟာနီးဆိုင်ရကျောင်းသားတွေကိုအမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးသိရှိအောင်ဆွေးနွေးပြောပြခဲ့ပါတယ်။၂015အမျိုးသားပညာရေးတပိတ်ဟာသူ့ရဲ့နိုင်ငံရေးခန့်ယူချက်တွေကိုလှုပ်ဆော်ခဲ့တာဖြစ်ပါတယ်။တပိတ်စစ်ကြောင်းဖြိုခွင်းခံလိုက်ရပြီးနောက်တက္ကသိုလ်ဝင်တဲ့ဆောင်ွေးဘက်ကိုဖြေဆူခဲ့ရပြီးသူရဲ့နိုင်ငံရေးလှုပ်ဆောင်မှုကလည်းခဏတာရပ်ဆိုင်ခဲ့ရပါတယ်။၂၀၁၆မှာတက္ကသိုလ်ကျောင်းသားဖြစ်လာခဲ့ပါတယ်။ တက္ကသိုလ်ကိုစားရောက်တဲ့အချိန်မှာသူ့ရဲ့နိုင်ငံရေးစိတ်ဓာတ်ကပြန်လည်နိုးထလာခဲ့ပါတယ်။ပညာစည်းပူရမယ့်တက္ကသိုလ်မှာကျောင်းသားတမက်ကရှိမရှိကိုစုံစမ်းခဲ့ရမှာ2015အမျိုးသားပညာရေးတပိတ်မှာအဲ့ဒီတက္ကသိုလ်ကကျောင်းသားတွေပေါဝင်ခဲ့ပေမဲ့လည်းကျောင်းသားတမက်ကတော့ရှိမနေခဲ့ပါဘူး။ကျောင်းသားတမက်ကဖွင့်စည်းနိုင်ဖို့အတွက်စူးစမ်းနေချိန်မှာ2015အမျိုးသားပညာရေးတပိတ်မှာပါဝင်ခဲ့တဲ့စီနီယာကျောင်းသားတယောက်နဲ့ချိတ်ဆက်မိခဲ့ပါတယ်။စီနီယာကျောင်းသားတယောက်နဲ့သူကျောင်းသားတမက်ကကိုဖွင့်စည်းနိုင်ဖို့စူးစမ်းနေတဲ့အချိန်မှာ ဒီပညာတက္ကသိုလ်ကျောင်းသားသမက်ကများကော်ရဲဖွဲ့စည်းဖို့မန္တလေးမှာကျောင်းသားသမက်ကတွေစုစည်းခဲ့ကြပါတယ်။အဲ့ဒီစုဝေမှုမှာတက်ရောက်ပြီးဒီပညာတက္ကသိုလ်ကျောင်းသားသမက်ကများကော်ရဲမှာပါဝင်ဖို့ကြိုးစားခဲ့ကြပါတယ်။တတိတိကာစကျောင်းသားသမက်ကကိုပို့ပြီးအားကောင်းလာကလှုပ်ရှားမှုတွေပိုလုံနိုင်ဖို့အဲ့ဒီကော်ရဲကများစွာအထောက်အကူပြုခဲ့ပါတယ်။တဒါဆက်ခုမက်လာမှာကျောင်းသားသမက်ကကိုမြေပေါ်အဖွဲ့စည်းပြီးလှုပ်ရှားနိုင်မှုအကျောင်းသားတွေကိုစတင်စီရင်ခဲ့ပြီး ခင်မြောက်ရေးကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။အရက်သားဆိုရတက်လာတဲ့အချိန်မှာကြောင်သားသမက်ကလည်းလှော့လတ်စွာလှုပ်ရှားနိုင်ဖို့ခွင့်ပြုလာခဲ့ပါတယ်။အစိုးရအပြောင်းလဲကြောင့်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကလည်းအရင်လိုဖိနှိပ်မှုတွေကိုမလုဆောင်နိုင်တော့ပါဘူး။ကြောင်သားသမက်ကကိုမြေပေါ်အဖွဲ့အစည်းဖြစ်လှုပ်ဆောင်နိုင်ဖို့ကျောင်းအုပ်ချုပ်ရေးအဖွဲ့စီခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ကျောင်းသားသမက်ကောက်ကိုမြေပေါ်အဖွဲ့အစည်းဖြစ်ဖွဲ့စည်းနိုင်ဖို့အတွက်ကျောင်းအုပ်ချုပ်ရေးအဖွဲ့လူချင်းနဲ့အချက်လက်တွေကိုထည့်သွင်းခဲ့ရပါတယ်။ကျောင်းအုပ်ချုပ်ရေးအဖွဲ့စီကခွင့်ပြုချက်ရပြီး2019ခုနှစ်ဇော်လတရက်နေ့မှာ တောင်းတသမက်ကောင်တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ပြမြောက်ရေးကော်မတီဝင်တွေကမဲပေးရွေးချယ်ခဲ့ကြပြီးကိုမညာဥက္ကဋ္ဌတော်ကိုထမ်းဆောင်ခဲ့ပါတယ်။စာသောသမက်ကဥက္ကဋ္ဌဖြစ်လာတဲ့အချိန်မှာသူဟာဒုတိယနဲ့ចောင်းသားပဲရှိပါသေးတယ်။အာနာရှင်စနစ်ဆိုအောက်ကဆရာဆမားတွေကသမက်ကចောင်းသားတွေကိုအမြင်မကြည်လင်ကြပါဘူး။သမက်ကចောင်းသားဆိုရင်နိုင်ငံရေးလုပ်နေတာចောင်းသားဆိုတာစာပဲလုပ်ရမယ်ဆိုတဲ့ဝါဒမိုင်းတွေကနှစ်ပေါင်များစွာစိတ်ထဲဆွဲထင်နေခဲ့ပါတယ်။ကံအားရောစွာ ကိုမညာရဲ့မိခင်ဌာနဆန်ဆန်မတွေကကန့်ကွက်မှုတွေမရှိပဲအနေအထားတစ်ခုထိထောက်ခံမှုတွေရှိခဲ့ပါတယ်။အခြားဌာနကတမက်ကចောင်းသားတွေမှာတော့ဆန်ဆန်မတွေရဲ့အမြင်မကြည်လင်မှုတွေကြောင့်ပါများစွာလွန်ဆဲခဲ့ရပါတယ်။2018ခုနှစ်မှာចောင်းသားရဲ့ပါဝင်မဲပြေးခဲ့ကြတဲ့ပထမဆုံးကျယူကောက်ပွဲကိုပြုလုပ်နိုင်ခဲ့ပြီးကုမညာဒုတိယကျဥက္ကဋ္ဌတော်ဝန်ထမ်းမှန်ထမ်းဆောင်ခဲ့ရပါတယ်။ဥက္ကဋ္ဌတော်ဝန်နှစ်ကြိမ်ထမ်းဆောင်ပြီးတဲ့နောက်မျိုးဆက်နောက်တစ်ခုကိုလက်ဆက်ခံပေးနိုင်ခဲ့ပါတယ်။ leadership ကောင်းတဲ့ဆိုတာကိုယ့်ကိုထပ်မလို့တော့တဲ့အထူးပေါ့ အဲ့အဖွဲစီကကိုယ့်ရဲ့ဥဆောင်မှုမလိုအပ်ရင်ဒါကိုယ့်ရဲ့ဥဆောင်မှုကောင်းလို့ပေါ့ဆိုပြီးကိုမညာပြောပါတယ်။ပန်းနိုင်မရောက်သေးရဲ့ခရီးသည်စစ်ကြောပညာရေးစနစ်ရဲ့သားကအဖြစ်မခံနိုင်လို့တက္ကသိုလ်ကျောင်းသားဘဝကိုဆော့လွတ်လိုက်တယ်လို့သူကပြောပါတယ်။တချို့လူငယ်တွေကအာနာသိမ့်မှုကြောင့်ပညာသင်ယူခွင့်အခွင့်အလမ်းဆုံးရှုံးခဲ့တယ်လို့တချို့ကျတော့စစ်အုပ်စုရဲ့ရန်တရားအောင်မှာဒူးမထောက်နိုင်လို့ကိုယ်တိုင်ဆော့လွတ်လိုက်ကြတာပါ။ကျောင်းတော်ဘဝနဲ့လူငယ်ဘဝဆိုတာဘယ်တော့မှပြန်မရနိုင်တဲ့အရာတွေဖြစ်တယ်လို့တစ်ချိန်မှာ ြန်ရခဲ့ရင်တော့အရင်လိုမဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့လည်းတော်လန်ရေးခီးရှည်ကြီးဟာတက္ကသိုလ်မှာမတင်ကြားပေးနိုင်ခဲ့တဲ့နိုင်ငံရေးအတွေ့အကြုံတွေနိုင်ငံရေးအန်တုရဲ့နီးနာတွေကိုတော့ကိုတွေ့တင်ကြားခဲ့ရပါတယ်။လူတွေနဲ့ပုံမူပေါင်းသက်ဆက်ဆံလာရပြီးမိတ်ဆွေစစ်တွေလည်းများလာတယ်။စစ်ကန်စားချစ်တွေလည်းထိန်းချုပ်လာနိုင်ပြီးနှလုံးသားလည်းပုံမူကြီးလာတယ်။ဒါတွေကအာနာသိမ့်မှုရဲ့အကျိုးဆက်ကြောင့်ဘဝတက္ကသိုလ်မှာတင်ကြားခဲ့ရတဲ့အရာတွေဖြစ်ပါတယ်။ကိုမညာလိုပဲအာနာရှင်စနစ်ဆိုတော်လန်နေကြတဲ့လူငယ်တွေတိမ့်နဲ့ချီရှိပါတယ်။ မိမိရဲ့ရက်တီချက်ယုံကြည်ချက်တစ်ခုအတွက်ဘဝတစ်ခုလုံးကိုလောင်းချေထပ်ထားရသူတွေဒုနဲ့ဒေးပါပဲမိမိယုံကြည်ရာတန်ဖိုးထားတာတရားမျှတမှုနဲ့ဒီမိုကရေစီရရှိဖို့အတွက်အနာဂတ်ကြီးကြံကိုဆက်လက်လျှောက်လှမ်းပြီးအာဏာရှင်စနစ်ဆိုတော်လန့်ဆဲပါပဲ။